တရားကြတဲ့တိုင်းရွှေစီပိတ်သွားပါတယ်အလုံးမဲမင်္ဂလာပါစေချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေစီကတော့ညနေမှတရားကြပါတယ်96.500ခန့်ရှိတဲ့တိုင်းရွှေခေစီဆိုင်ကရောင်းတဲ့ဈေးက9350တိုင်းကလက်ခံတဲ့ဈေးက9250လက်ဝယ်ရနိုင်ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9250နဲ့ပေါက်ဈေးရှိပါတယ် ကမ္ဘာရွှေတအောင်စာကိုဒေါ်လာ3320နဲ့ထိုင်းရွှေစီကိုတွက်ထားပါဗျ။တဒေါ်လာကိုထိုင်းမှန်ငွေ30.64နဲ့ထိုင်းရွှေစီကိုတွက်ထားပါဗျ။96.5မှ900ကိန်းလို့ရှိတဲ့ထိုင်းရွှေခေကတော့ဘန်ကောက်ထဲမှာလက်က200ရှိပါဗျ။လက်ကအပီအစီထိုင်းရွှေခေတစ်ပတ်သားကို9150ဈေးနဲ့ပေါင်းစည်းရှိနေပါဗျ။ ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြန်ပဲဆိုင်က9150ဈေးနဲ့ပြန်ပြီးတော့လက်ခံမှာပါလက်ဝယ်ရနာရဲ့လက်ခတွေကတော့ဘဏ်ကောင်ထဲမှာတပတ်သားကိုတစ်ထောင်ကနေနဲ့ထောင်ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကကျောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က9ရာခိုင်နှုန်းပြတ်ပြီးတဲ့အပြင်ကို4800ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံမှာပါ69.99ရှိတဲ့ရွှေအခဲတကရံကိုဆိုင်ကရောင်းတဲ့ဈေးက3496ဘတ်ဆိုင်ကလက်ခံတဲ့ဈေးက 3482ဘတ်နဲ့ပေါက်ဈေးရှိပါတယ်။ထိုင်းရွှေဈေးကမနက်ကနဲ့စာလို့ရှိရင်အနည်းငယ်ပြန်ပြီးတော့ဈေးတက်သွားတာဖြစ်ပါတယ်။တရလုံးတိုင်းတာနဲ့လက်ရှိမှာတရာကျနဲ့ဈေးပိတ်သွားတာဖြစ်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်အခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုမြန်တမ်းတင်ပေးပါရစေ။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ video တွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။စိတ်ချမ်းသာခြင်းကိုကြားမှာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြီးရှင်နိုင်ကြပါစေ။